ဟယ်လိုအားလုံးမင်္ဂလာပါရှင်။ဒီနေ့ကတော့ဈေးထဲမှာဈေးကြီးပေးဝယ်စားစရာမလိုဘဲနဲ့အိမ်မှာအလွယ်တကူလှူစားလို့ရတဲ့ပုစွန်ချင်းလုံလေးလေးကို ပြန်လည်မျှဝေပါဖြစ်ပါရဲ့ရှင်။ဒီပုစွန်ချင်းလေးနဲ့ပုစွန်ချင်းကြော်လဲကြော်စားလို့ရတယ်လို့တုတ်လဲစားလို့ရပါရဲ့ရှင်။အယုံဆုံးပုစွန်လေးတွေကိုခေါင်းလေးတွေဖြတ်ပြီးတော့တန်ရှင်းစင်ကြအောင်ဈေးကြောထားပါရဲ့။ပုစွန်ကို50သားသုံးပါရဲ။ဒါပေမဲ့ပလင်းလေးကိုထည့်တာကတော့40သားပဲထည့်လိုက်ရတယ်ပေါ့နော်။မဆန်တာကြောင့် ဲ့တော့ပစုံလေးတွေကိုခေါင်းလေးတွေချွေပြီးတော့ရေနဲ့သေချာတန်ရှင်းစင်ချင်းအောင်အထက်ထက်ဆေးကြောပြီးတော့ရေလုံးဝမကျန်တဲ့အထိစစ်ထားလိုက်ပါမယ်။ပြီးွားရင်တော့ထမင်းနုစီဘူးတလုံးချက်စာလေးသုံးပြုပါရရှင်။တန်ရှင်းစင်ချင်းအောင်ဆေးကြောရတဲ့ပစုံလေးကိုကျမတို့ရေစာလေးထမင်းစာစွန်းတစ်စွန်းထည့်ပြီးတော့တည်တည်ချာချာလေးနှံသွားအောင်နေပေးပါမယ်။ ပြီးွားရင်တော့ဆန်နိုးစီဘူးတလုံးချက်စာလေးကိုထည့်ပြီးတော့လေရောသမားမှုသွားအောင်ထပ်ပြီးနေပြပါမယ်ရှင်ဒီပစုံမားလေးရေလုံးဝကြံလို့မရပါဘူးเนาะရေကိုလုံးဝမကြံအောင်လို့တည်တည်ချာချာလေးစစ်ထားမှာဖြစ်ပါတယ်ရှင်ရပဇုံကတော့50သားတုံးလာပါတယ်ဒါပေမဲ့ပလင်းလေးကိုထည့်တာတော့40သားပဲစတဲ့အတွက်ကျွန်မ40သားပဲအသုံးပြုလိုက်ရပါတယ် အဲ့တော့ရေလုံးဝမရှိဘဲနဲ့ခြောက်သွေ့နေတဲ့ပလင်းတန်တန်လေးတွေကိုကျမတို့ဒီပစွန်လေးတွေကိုတည်တည်ချာချာဖိဖိပြီးတော့ထည့်သွားပေးရပါတယ်ရှင်။ဖိပြီးတော့ကြက်ညက်တက်နေတဲ့အနေထားလောက်ထိကိုထည့်ပေးသွားရပါတယ်ရှင်။ပစွန်ကျင်ကလေခုပါတာကိုအိမ်မှာလှုပ်ရှားတဲ့အခါကျရင်ဇီးလည်းအရန်မကြည့်တော့ဘူးစားလို့လည်းကောင်းနေ။အဲတန့်လည်းတန့်ရှင်နေပေါ့နော်။ဘာစည်းဝါမှမပါဘဲနဲ့ကိုတန်တန်ရှင်ရင်စားရပါတယ်ရှင်။ ပလင်းနဲ့ကိုကြက်နေအောင်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျမတို့ငပြောရွက်ကလေးကိုခောက်ပြီးတော့အပေါ်ကနေပိတ်လိုက်ပါမယ်ရှင်။ငပြောရွက်လေးကိုလည်းတည်တည်ချာချာလေးဖိသိမ့်ပြီးတော့ပိတ်ထားပေးရပါတယ်ရှင်။မပြောရွက်လေးနဲ့ဖိပြီးတော့ပိတ်ပြီးပြီဆိုရင်တော့ကျမတို့အခန်းအပူချိန်မှာပဲ၃ရက်လောက်ထားပါမယ်ရှင်။ ဒီထက်ပိုချင်တာလေးစားကျင်တဲ့သူကတော့၄ရက်လောက်ထားလို့ရတယ်ပေါ့เนาะကျမတို့ကတော့၃ရက်ပဲထားလိုက်ပါတယ်အဖုံးကိုလုံအောင်ပိတ်လိုက်ပြီးတော့အရင်ဆုံးအခန်းပူချိန်မှာ၈နာရီထားပါမယ်ဒါကတော့၈နာရီလောက်ကြာသွားပြီဆိုလို့ရှိရင် သူ့ထဲကနေရေလေးတွေထွက်လာတယ်ပေါ့เนาะဒီရေလေးတွေဟာအမြဲတမ်းသွန်သွန်ပေးရပါတယ်ရှင်ဒီပစုံနဲ့ဒီထမင်းနဲ့ကနေထွက်လာတဲ့အချင်းရေတွေပေါ့เนาะအမြဲတမ်းသွန်ပေးရပါတယ်ရှင် ရေလုံးဝကုံအောင်သွန်ပြီးပြီဆိုလို့ရှိရင်တော့ကျမတို့တွေဘေးစင်ပေါ်ပဲဖြစ်ဖြစ်တနေရာလေးမှာပဲဖြစ်ဖြစ်မှောက်ထားလိုက်မယ်ပေါ့နော်ရည်ရည်စစ်ပြီးထွက်သွားအောင်လို့ဒီလိုမျိုးလေးမှောက်ထားပေးရပါတယ်ရှင်။ဒါက၈နာရီအကြာမှာပြုလုပ်တာပါရှင်။ဒါကတော့ပထမတစ်နေ့လုံးမှာမှောက်ထားမှာဖြစ်ပါတယ်။မှောက်ထားလိုက်တဲ့အတွက်ရည်ရည်ကလည်းမရှိတော့တဲ့အတွက်တဖြည်းဖြည်းနဲ့လွတ်လာတယ်ပေါ့နော်။အဲ့တော့ငပြောရွက်တွေတခါထပ်ပြီးတော့ဖိသိပ်ပြီးထဲပါတယ်။ မပြောရွက်တွေကိုဖိသိမ့်ပြီးတော့ထည့်ပြီးပြီဆိုလို့ရှိရင်လည်းထပ်ပြီးတော့ဒုတိယတနေ့မှာလည်းမောက်ထားမှာဖြစ်ပါတယ်ရှင်။မမောက်ခင်အချိန်မှာတော့ကျွန်တော်တို့ဒီမပြောရွက်ထည့်ပြီးတာနဲ့ရေတွေစိတ်ထွက်လာအောင်ပေါ့နော်အဖုံးလေးပိတ်ပြီးတော့ခဏထားပါတယ်။ရေတွေစိတ်ထွက်လာပြီဆိုတော့မှပြန်ပြီးတော့မောက်ထားလိုက်ပါမယ်။ဒုတိယနေ့တနေ့လုံးကိုလည်းမောက်ထားပါတယ်ရှင်။ဒီမောက်ထားတဲ့အချိန်မှာရေရလေးတစ်ချိန်လုံးထွက်နေတာဖြစ်ပါတယ်ရှင်။ ကဲတတိယမြောင်းနေ့မှာတော့ကျမတို့တွေရေကတော်တော်လေးကိုများများလေးထွက်နေပါပြီကျမတို့ကတော့ဒီအနေထားလောက်ဆိုရင်ရက်လိုက်ပါတော့မယ်ရှင်ပိုပြီးတော့ချင်းချင်းလေးစားကြတဲ့သူက၄ရက်၅ရက်လောက်ထားလို့ရပါတယ်ကျမတို့ကတော့၃ရက်မြောင်းနေ့မှာပဲငပြောရွက်တွေဖေထုတ်ပြီးတော့ဒီပစုံချင်းလေးကိုအသုံးပြုမှဖြစ်ပါတယ်ရှင်ပစုံချင်းလေးကလုံးဝတိတ်တိတ်ကလေးနဲ့ပေါ့နော်စားချင်းစပွဲလေးကောင်းတယ်စားလို့လည်းရမ်းကောင်းပါတယ် ကျမတို့ကတော့ဒီထမင်းချင်လေးတွေကိုဖယ်ပြီးတော့ပစုံလေးတွေကိုကြောစားသုတ်စားလုပ်ပါရရှင်။တချို့ကတော့ဒီထမင်းချင်လေးတွေလည်းထည့်စားတယ်ပေါ့နော်။ကျမတို့ကတော့ထမင်းချင်ကိုသိပ်မကြိုက်တဲ့အခါကျတော့စီတန်ရှင်းစစ်ချင်အောင်စီကြောပြီးတော့ကြောစားပါရ။အကြောစားဖို့အတွက်ကိုစီတဲ့ကိုစနေမုံလေးထည့်မယ်စွတ်တနီလေးထည့်လိုက်ပါတယ်စွတ်တနီလေးနွမ်းသွားတဲ့အနေထားလောက်ဒီကြောပြီးပြီဆိုရင်တော့ငူသီးစင်းလေးကြိုက်ထားတာလေးကိုထည့်လိုက်ပါမယ်ပြီးွားရင်အဲတန်ရှင်းစင်ကြယ်အောင်စီကြောထားတဲ့ပစုံလေးကိုလည်းထည့်လိုက်ပါမယ်ရှင် ဒီပုံချင်းကြော်လေးရလေးထမင်းဖြူလေးနဲ့စားရင်အရန်ကိုမစားလို့ကောင်းပြီးရတာရှိပါတယ်။စီနဲ့နဲ့နဲ့ရုပ်သီးစိမ့်နဲ့ဆိုတော့မှော်မှာဆိုလို့လေရေနွေးလေးနည်းနည်းလေးထည့်လိုက်ပါတယ်။ပြီးွားရင်အရသာမုတ်လေးထည့်ပြီးတော့နောက်ဆုံးမှာပင်စိမ့်လေးအုပ်လိုက်ပြီးဆိုလို့ရှင်အရန်ကိုမှရတာရှိပြီးစားလို့ကောင်းတယ်။မှုနေတယ်ပေါ့နော်။ပုံချင်းကြော်လေးရတော့ရသွားပါပြီရှင်။အဲ့တော့ပုံချင်းလေးရလေးကိုဘာသာကိုတုပ်စားစားကြော်စားစားပေါ့နော်။တခြားဘာနီလန်းလေးတွေရှိ ਉ မလဲတော့မသိဘူး။အိမ်မှာတော့ပုံမှန်ဆိုရင်တော့ညသွားအဖြစ်တုပ်စား ာများတယ်ပေါ့နော်ဒီတစ်ခေါက်မှာကြော်စားတာဖြစ်ပါတယ်ရှင်ကြည့်ပါဦးစားချင်စပွဲလေးတော့အရန်ကိုမစားလို့ကောင်းပါတယ်ထမင်းဖြူလေးလေးလိုက်ပါတယ်တုပ်စားတာတော့တန့်စင်ထားတဲ့ပစွန်ချင်းနန်းနန်းပင်ပင်စိမ့်ချစ်တော်နီငြုတ်သီးစိမ့်ငြုတ်သီးချက်မို့တို့ထည့်ပြီးတော့တုပ်စားလို့ရပါတယ်နောက်ထပ် floor မှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်